ဒီကမ္ဘာရောက်ချင်းစီတိုင်းမင်္ဂလာပါဆင်ကျင်မှုလို့အတွက်နှုတ်ကပတ်တော်ကိုကျွန်မခေါင်းစဉ်ပေးထားတဲ့အရေးကြုံရင်ဖုန်းဆက်ပါတဲ့199မဟုတ်ဘူးเนาะခေတ်ရှား59အငယ်1ဖြစ်တယ်เนาะအရေးကြုံရင်ဖုန်းဆက်ပါအဲ့ခေါင်းစဉ်လေးကိုခဏမှတ်ပါเนาะပြီးကြတော့မှကျွန်တော်တို့အဲ့ခေါင်းစဉ်လေးကိုရောက်ဖို့လို့အတွက်ကျွန်တော်တို့သွားမယ်အခြေပြုမယ်ကြမ်းချက်လေးရကြတော့တုတ်တန်ကြအခန်းကြီး23အငယ်27ပေါ့เนาะတောက်ကျူသောသူနှင့်စားကျူသောသူသည်ဆင်းရဲခြင်းသို့ရောက်လိမ့်မည် ိတ်ကျူသောသဘောသည်လူကိုအဝိဆုံးနဲ့ခြုံတတ်၏တဲ့စားကျူသောသူတောက်ကျူသောသူအိတ်ကျူသောသူတဲ့အဲ့ဒါတွေကိုဘာဖြစ်လဲဆိုဆင်းရဲမယ်နော်ဆင်းရဲခြင်းတို့ရောက်တတ်တယ်လူကိုအဝိဆုံးနဲ့ခြုံတကဲ့သို့ဖြစ်နိုင်မယ်ဆိုတဲ့အခါမှာအဝိဆုံးနဲ့ခြုံလဲဆိုရရတော့စဉ်းစားကြည့်လိုက်နော်အဝိဆုံးနဲ့ခြုံရင်ခွက်လေးတစ်လုံးယူလိုက်ရုံပဲနော်အဲ့တော့ ဒါကတမာကျန်းစာမှာလိမ့်လိမ့်မမာလေးပြောထားတာအဝိစုတ်ကြီးဝတ်တယ်ဆိုရဲကဘာဖြစ်မလဲစဉ်းစားကြည့်ဖို့လိုတယ်လေနော်အဝိစုတ်ဝတ်လိုက်ပြီဆိုတဲ့ဟိုကနော်ခွက်တလုံးပဲလိုတော့တယ်ဟောနော်အဲ့ဒါကဘယ်သူတွေမှဖြစ်မလဲဆိုတဲ့ခါမှာစားကျူတော်သူတောက်ကျူတော်သူအိတ်ကျူတော်သူနော်အဲ့လိုမျိုးပြောထားတယ်ဆိုတဲ့ခါမှာဖရာခင်ကနော်စားကျူတာကို မကြိုက်ဘူးဆိုတာတွေ့ရတယ်ကိုယ့်ရဲ့အကျင့်ကဖြစ်ရင်ဖြစ်နေမယ်ပေါ့နော်ဒါမဲ့ဒီအကျင့်ဖြစ်နေရင်တဲ့ဆင်းရဲမယ် အဲ့ဒါနဲ့ပတ်သက်ပြီးတုတ်တန်အခန်းကြီး6အငယ်6မှာဘုရားခင်ကပြောလဲနော်အချင်းလူပြင်းပြင်းတာကိုဘုရားခင်အာမပေးဘူးအချင်းလူပြင်းနဲ့နော်ပွဲစိတ်ထံသို့တွားပြီးတော့နော်သူ့ရှိမှာပညာတော့တင်ခိုင်းတယ်နော်ပွဲစိတ်ကဆရာလည်းမရှိဘူးပွဲစိတ်မှာဆရာရှိလားမရှိဘူးဆုံးမသူလည်းမရှိပဲနဲ့တဲ့နော်ຫນွေကာလစပားရိယာကာလတွေမှာမိုးရွံ့အတွက်ကိုအစာတို့လောင်တတ်တယ်တဲ့အချင်းလူပြင်းနဲ့ပိုးစိတ်ထံမှာသွားပြီးတော့ပညာသွားတင်မှာတဲ့နော်ဆိုပြီးတော့ပြောထားတယ် ဲ့တော့ဘုရားသခင်ကလူတွေကို ပြင်းဖို့လို့လေသူကအလိုမရှိဘူးမပြင်းပါနဲ့နော်တကယ်ကြီးမဲ့သင်ကပြင်းရင်နေမယ်သင်ကအိတ်ပျော်နေမယ်ဆိုလို့ရှိရင်တဲ့နော်ခဏအိတ်လျက်ခဏပျော်လျက်ခဏအိတ်ပျော်ခြင်းကလက်ချင်းပိုက်လျက်နေစဉ်တွင်လဲဆင်းရဲခြင်းကခရီးသွားခဲ့သူလကောင်အဥ္စာဖြုံးတီးခြင်းကတရေခဲ့သူလကောင်ရုပ်ရဲ့အသင်ရဲ့အတ္တတာထဲမှာရောက်လာနိုင်မယ်တဲ့ဆိုတော့ဘုရားခင်ကစားကျူးတာတောက်ကျူးတာ ိတ်ကျူးတာအပြင်းကျူးတာရခင်လုံးဝမကြိုက်ဘူးဆိုတာတွေ့ရတယ်ဒီလိုမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်လည်းတွေ့ရမယ်အခက်ခဲပြဿနာတွေကိုသူကပြောပြထားတာဖြစ်တယ်ဗောနော်ကျမတို့ဒီလောကမှာလူတွေနော်လောကမှာလူကနှစ်မျိုးပဲရှိတယ်ဖယားခင်ကိုတိတဲ့သူနဲ့ဖယားကို မတိတဲ့သူဖယားကိုမတိတဲ့သူရဲ့အကြောင်းကျမတို့အရင်စင်ချင်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ဖယားကိုသူတို့မတိဘူးလူကိုဖန်ဆင်းတဲ့ဖယားကိုမတိဘူးတော့ပဲမဲ့သူတို့ ဝရိယရှိတယ်အလုတ်ကြိုးစားတယ်စောစောအိယာထားတယ်အစားကိုနော်ချင့်ချိန်ပြီးတော့နော်လိုအပ်တဲ့လောက်ပဲပေါ့နော်တချို့ကျတော့ဝင်ငွေကနှစ်သိန်းသုံးသိန်းပဲသူ့ပုံမဲ့တစ်ခါစားရင်ဟိုတစ်သိန်းကျော်လောက်ကြတဲ့နော်စိုက်နေမှာတော့စားကြတယ်ဆိုလို့ရှိရင်အကျိုးရင်မတင်ကုန်ဘူးလားဝင်ငွေနဲ့ထွက်ငွေနဲ့မမျှဘူးလေနော်ဒီလိုလူမျိုးတွေလည်းရှိတတ်တယ်လို့တချို့ကျတော့ဝင်ငွေနဲ့ကိုယ်ကိုချိန်ပြီးတော့စားတတ်တယ်နော်အကျွေးတင်မခံဘူး လောကသားတွေကိုကြည်နေတာနော်နော်အဲ့ရလဲစောစောကထရဲစောစောထရဲနော်သူ့ဝင်ဝင်နဲ့သူ့ထွက်ငွေနဲ့သူချိန်ပြီးတုံးတယ်ဝရိယရှိတယ်မပြင်းဘူးဆိုတဲ့လောကသားမှာချမ်းသာကြွယ်ဝတဲ့သူမတွေ့ဘူးလားတွေ့ဘူးတယ်သူတို့ကဖះကိုတိလားမတိဘူးဒါပေမဲ့ဖះသခင်ချမှတ်ထားတဲ့လောနဲ့သူကကိုက်ညီနေတာဖြစ်တယ်အာမင်ဖះကမပြင်းနဲ့အစာမကျူးနဲ့အဲ့အိတ်မကျူးနဲ့ ဝရိယရှိရှိလှုပ်လှုပ်ဖို့ပြောတဲ့အခါမှာဖယားပြောထားတဲ့ဇကားကသူတို့နဲ့ကိုက်ညီနေတယ်။ဖယားသခင်ရဲ့ဥပဒေ principle နဲ့ကိုက်ညီတဲ့အခါမှာဖယားပြတဲ့ကောင်းကြီးသူတို့ခံစားရတယ်။ဒါကိုသူတို့ဘယ်လိုပြောလဲဆိုတော့ဝရိယအကျိုးခံရတယ်။မပြောဘူးလား။ဇွဲရှိမှရမယ်။သူတို့မပြောဘူးလား။အဲ့ဒါကဖယားကိုမသိတဲ့သူမသိရှိတဲ့သူတွေမှာဖယားပြောထားတဲ့အရာတွေရှိနေတာတောင်မှပဲသူတို့အသက်တာမှာကြွယ်ဝခြင်းတွေကောင်းစားခြင်းတွေတွေ့နေရတယ်။အဲ့ဒါကဘာလဲဆိုတဲ့အခါမှာသူတို့ကမပြင်းဘူး။ ုတိယတစ်ချက်ကအရန်မစားကျူးဘူးမတောက်ကျူးဘူးမအိတ်ကျူးဘူးအဲ့ဒါလောကသားမှာတွေ့ရတဲ့အရာတွေကဲဟုတ်ပြီကျမတို့ဖရာသခင်ကိုတည်တဲ့သူမတည်တဲ့လူကပြီးသွားပြီတည်တဲ့သူတွေမှာကောတည်တဲ့သူတွေမှာအမြင့်ဆုံးသောကောင်းခွင့်မြေကြီးစัจ java ကိုဖန်ဆင်းတဲ့ဖရာလူကိုဖန်ဆင်းတဲ့ဖရာကိုတည်နေပါလျက်နဲ့အအိတ်ကျူးတယ်အစားကျူးတယ်အပြင်းကျူးမယ် ဆိုလို့ရှိရင်တို့ရဲ့တတ်တာမှာဘာတွေတွေ့ရလဲဆင်းရဲခြင်းတွေမတွေ့ရဘူးလားဆင်းရဲခြင်းတွေမတွေ့ရဘူးဆင်းရဲခြင်းတွေ့ရတယ်နော်အမြင့်ဆုံးသောဖရာကိုတိပြီးတော့မှဘာဖြစ်လို့ကျမတို့အတ္တသားထဲမှာဒီလိုမျိုးတွေကြုံတွေ့ရတာလဲနော်ဒီဆင်းရဲခြင်းဆိုတာချိန်ချင်းဖြစ်တယ်ချိန်ချင်းကိုယေရှုလက်ဝါးကားတိုင်းပေါ်မှာဖျက်ဆီးလိုက်တဲ့အတွက်ကျမတို့ကဆင်းရဲတော့သူမဟုတ်တော့ဘူးဆင်းရဲတဲ့ဆိုတဲ့အခါမှာကျမတို့အယားရပါတယ်ငွေကြီးလဲပါတယ်စိတ်နှလုံးလဲပါတယ် ကျမ်းမာရေးလည်းပါတယ်။ကျမ်းမာရေးဆင်းရဲရောမချူကြဘူးလား။ချူကြတယ်ငွေဆင်းရဲရောတုံးစရာမရှိဘူးလေ။နော်။မိသားစုအဆင်မပြေခြင်းဆင်းရဲရောပြဿနာမျိုးမျိုးတက်နေရမဟုတ်ဘူးလား။အားလုံးကဆင်းရဲခြင်းပဲ။အမြင့်ဆုံးတော့ဖရာခွန်တည်တယ်။အမြင့်ဆုံးတော့ဖရာခင်ကဖာပြောလဲဟက်ခဲတဲ့မှာရွှေနဲ့ငွေကိုငါပိုင်တယ်လို့ပြောတယ်။ရွှေနဲ့ငွေနဲ့ကိုပိုင်တဲ့ဖရာကကိုယ့်ရဲ့အဖဖြစ်တယ်။အာမင်ဒီအရာကိုကိုကသိရှိတဲ့သူဖြစ်တယ်။ သိရှိတဲ့သူဖြစ်နေပါလျက်နဲ့နော်ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ဖယားသခင်ရဲ့သားတော်ဖြစ်ခွင့်ရတော်သူဖြစ်နေပါလျက်နဲ့ဖယားသားဖြစ်ပြီးတော့မှငါတို့ဘာဖြစ်လို့ဒီရားတွေကဒုသက်တာနဲ့မှဖြစ်နေရတာလဲနှုတ်ကပတ်တော်ဖွင့်ဖတ်ဖို့လိုတယ်ကျမတို့ရဲ့ပြဿနာအခက်ခဲအားလုံးကဒီနှုတ်ကပတ်တော်ထဲမှာရှိတယ်အဖြေကဒီထဲမှာပဲရှိတယ်ဆိုတာကိုတွေ့ရတယ်ဒါဆိုလို့ရှိရင်ခုနကကျမပြောသွားတဲ့အရာတွေကဒီလောကသားနဲ့ဖယားကိုတည်တော်သားသမီးတွေ ဖယားကိုတိတော်သားသမီးတွေရဲ့အတ္တတာကို ကျမတို့ပြန်ဆင်ကျင်နေကြတာဖြစ်တယ်လောကသားတွေရဲ့အလယ်မှာငါတို့အဆဆရရဆင်းရဲလို့မရဘူးစိတ်နှလုံးတွေဆင်းရဲလို့မရဘူးငွေတွေဆင်းရဲလို့မရဘူးမိသားစုအဆင်ပြေခြင်းတွေဆင်းရဲလို့မရဘူးကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေကျမတို့ဆင်းရဲလို့မရဘူးဒါဆိုလို့ရှိရင်ကျမတို့ဖယားကိုဖယားပြောထားတဲ့စကားကိုကျမတို့စိတ်စိတ်ကြည့်ဖို့လိုတာဖြစ်ပါတယ်ပေါ့နော်ဥပမာအနေနဲ့ကျမဒီမနေ့ဆင်ကျင်မိတယ်အလွန်ပေါ့နော်အလွန်ချမ်းသာတဲ့ တထေကြီးတူးနဲ့ကျွန်မဥပမာနှိုင်းကြည့်တယ်အင်မတန်မှချမ်းသာတဲ့တထေကြီးတူးမှာသားအများကြီးရှိတယ်နော်သားတွေအများကြီးမွေးထားတယ်အဖေရဲ့အလုပ်ကိုလုပ်တဲ့သားတွေအဖေစိတ်ချရတဲ့သားတွေအပြင်းမကြီးဘူးအတော့မကြီးဘူးအစားမကြီးဘူးအိတ်မကြီးတဲ့သားတွေကိုချမ်းသာတဲ့အဖေကြီးကနော်ဥပမာဟိုတယ်လုပ်ငန်းတွေပေါ့နော်လှုပ်ခိုင်းထားတယ်ကုံတွယ်ရောင်းဝယ်ခြင်းတွေကိုအပ်ထားတယ်ဆောက်လုပ်ရေးလုပ်ငန်းတွေကိုအပ်ထားမယ်အပ်ထားတဲ့အခါမှာ ဲ့လုပ်ငန်းတွေတဲ့ရတဲ့အချိုးအမြတ်ဘန်နာကိုလည်းအဲ့သားကလုတ်ပိုင်ခွင့်မရှိဘူးလားဘာဖြစ်လို့လဲအဖေကအတ်ထားတာအဖေကစိတ်ချလို့ဖြစ်တယ်အဲ့ထဲမှာမှသားတယောက်ပါတယ်အဲ့သားကကြတော့အစာကျူးတယ်အိတ်ကျူးတယ်နော်အတောက်ကျူးတယ်အပြင်းကျူးတဲ့သားတယောက်ပါတယ်ဒီသားကို အဖေကြီးကနေပြီးတော့မှ သူ့ရဲ့လုပ်ငန်းကို အပ်ပါမလားသူ့ရဲ့ဘန်နာခတ်ထားတဲ့တော့ကိုပေးထားပါမလားပေးလို့ရှင်ဘာဖြစ်မလဲ ်သူကနော်စားပလိုက်မယ်တောက်ပလိုက်မယ်နော်ဆိုတဲ့အခါမှာမပေးတော့ဘူးမပေးတော့တဲ့အခါမှာ तू ကသားမဟုတ်လို့လား तू ကသားမဟုတ်လို့လား तू ကသားဟုတ်တယ်လေ तू လည်းသားပဲဘာဖြစ်လို့သူ့ကိုမပေးတာလဲစိတ်မချလို့နော်စိတ်မချလို့သူ့ကိုမပေးတာပေးလို့ရှင်ဖခင်ရဲ့စီးစိမ်မှာ तू ကဖြုတ်မဲ့လူဖြစ်တယ်တော့မပေးဘူးဒါမဲ့ तू ကဘာအခွင့်ရတော့ရနေလဲဆိုတဲ့အခါမှာလက်ဖက်ရေဖို့မရဘူးလား မဟုတ်ဖို့မရဘူးလားလက်ဖက်ရည်ဖို့မဟုတ်ဘူးလောက်နဲ့ငါတို့အသက်ရှင်တသက်ခရစ်ယာန်မဖြစ်ဆိုနဲ့အာမင်ဖခင်သခင်အားတို့တွေကိုလုတ်ပိုင်권ပေးပြီးတော့ဘန္နာအပ်တဲ့သားသမီးဖြစ်ဖို့မလိုဘူးလားလိုတယ်လိုတယ်ဆိုလို့ရှိရင်တို့တွေခုနကတုတ်တန်ထဲမှာပြောထားတဲ့အရာတွေဆင်ခြင်ဖို့အင်မတန်မှလိုတာဖြစ်တယ်အင်မတန်မှလိုတာဖြစ်တယ်နော်ဖယားသခင်ကတို့ကိုမို့ဖိုးနဲ့လက်ဖက်ရည်ဘိုးလောက်ပဲပေးတဲ့အတ္တတာမျိုးမဖြစ်ချင်ဘူးမို့ဖိုးနဲ့လက်ဖက်ရည်ဘိုးပဲပေးပြီးတော့ မုတ်စားရမယ်လက်ဖက်ရည်လေးတောက်ရမယ်အချိန်တန်တော့မှအဖေတည်တဲ့အခါကျမှအမွေတော့ရမယ်ငါတို့တည်တဲ့အခါကျတော့မှသာဝရအသက်ရမယ်ဒီလောကမှာတော့စင်စင်ရဲရဲနဲ့မုတ်ဖိုးလေးနဲ့လက်ဖက်ရည်ဘူးလေးနဲ့အသက်ရှင်ရတဲ့သူမဖြစ်ရှင်ဘူးဖရဲသခင်ကဟိုတယ်လုပ်ငန်းတွေအပ်တယ်ဆောက်လုပ်ရေးလုပ်ငန်းတွေအပ်တယ်အပ်တဲ့အချိန်မှာကျမတို့အလုပ်လုပ်တဲ့အခါမှာလည်းအမားယွင်းတွေရှိနိုင်ပါတယ်ရှိနိုင်ပါတယ် ရှိတဲ့အချိန်မှာထားပါတော့ဟိုတယ်လုပ်ငန်းလုပ်နေတဲ့သားဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့သားကနော်တနေ့ရမှာသူအလုပ်လုပ်ရင်းနဲ့အမားယွင်းပေါ်လာတယ်ပြဿနာတက်လာတယ်ဆိုလို့ရှိရင်သူဘလို့ကိုဖုံးဆက်မလဲတထေးကြီးကိုဖုံးမဆက်ဘူးလားဟယ်လိုအဖေနော်အဖေရဲ့အလုပ်တွေကိုကျွန်တော် လုပ်နေပါတယ်ဒါပေမဲ့ကျွန်တော်ပြဿနာတက်ပြီကျွန်တော်ကိုကုညီပါဆိုလို့ရှိရင်အဖေကတထေးကြီးလေအဲမကုညီဘူးလားဘာဖြစ်လို့လဲသူအဖေရဲ့အလုပ်ကိုလုပ်နေတာလေ ။အဲအဲ့လိုမျိုးပဲကျမတို့ဖယားသားသမီးတွေဖယားခိုင်းတဲ့အလုပ်ကိုလုပ်နေရင်းနဲ့လောကမှာရှောက်လန်းနေရင်းနဲ့မှာပြဿနာကြီးတက်တဲ့အခက်ခဲတွေဖြစ်လာတယ်ဆိုလို့ရှိရင်ဟယ်လိုအာမင်အဲ့လိုလှုပ်ဖို့လို့အတွက်ဟေရှား59ငွေ1နော်ဖုန်းနံပါတ်ပေးထားတယ်။အဲ့ဖုန်းနံပါတ်လေးကိုစက်ကြရအောင်နော်။ဒူဒူကဖတ်မယ်နော်။ကြည့်ရှုလောသာဝရဖရာသည်မကယ်တင်နိုင်အောင်လက်တော်တို့သည် မဟုတ် မကြားနိုင်အောင်နားတော်ထိုင်းသည် မဟုတ်အာမင် အမေငါကမကယ်တင်နိုင်အောင်လက်တူတဲ့လူလည်းမဟုတ်ဘူးမချားနိုင်အောင်နားထိုင်တဲ့သူလည်းမဟုတ်ဘူးတဲ့အာမင်ဒါကကျမတို့ဖျားသခင်ကိုဆက်တွယ်ဖို့လိုအတွက်နော်ဖျားသားသမီးတွေကိုဖျားသခင်ကနဘတ်ပေးထားတယ်နောက်ထပ်တစ်ခုကကြတော့မာရခိအခန်းကြီး၃ငယ်၁၈ထဲမှာအဖရဲ့အမှုကိုစောင့်သောသားကိုအဖနှမျောတကဲ့သို့တဲ့နော်ငါရဲ့အမှုကိုစောင့်ရသောသားသမီးကိုငါနှမျောတယ်စီရင်သောနေ့ရက်မှာထိုသူတွေကငါပိုင်ထိုက်တဲ့ဘန္နာဖြစ်မယ်တဲ့ဆိုရက်ခါ ခုနပြောသလိုအဖေရဲ့လုပ်ငန်းကိုလုပ်တဲ့သားကဟတ်လို့ဆိုရနဲ့အဖေကအေးပြောသားဘာလို့ခြင်းလဲဒါမျိုးမိမဖြစ်တယ်နော်ကိုကအိတ်နေမယ်ကိုကနော်ပြင်းနေမယ်ဆိုလို့ရှိရင်အဖေကတော့ဟောစိတ်တိုင်းကြမှာမဟုတ်ဘူးတခါပြောထားတဲ့ကျန်းပိုက်ရှိတယ်တင်တို့ကခေါ်တဲ့အခါမှာတဲ့ငါမထူးဘူးတဲ့ဘာဖြစ်လို့လဲဆိုတဲ့အခါမှာဖယားနဲ့သူတို့ကမနီးကပ်ဘူးဖယားကိုမဆက်သွယ်တဲ့အခါမှာတင်တို့ခေါ်တဲ့အခါမှာငါမထူးဘူးငါမကြားချင်အောင်ဆောင်နေတယ်တဲ့ပြောတာဖြစ်တယ်အားကြောင့်မို့ကျမတို့ကဖယားသခင် ခေါ်လို့ရှိရင်ကျမတို့ခေါ်တဲ့အချိန်တိုင်းမှာကျမတို့ဆုတောင်းတဲ့အချိန်တိုင်းမှာဘုရားခင်ကကျမတို့ကိုအပြည့်ပေးဖို့လို့ကျမတို့ခေါ်တဲ့အတိုင်းမှာငါသာသမီပြောဘာလို့ခြင်းလဲလို့မေးဖို့လို့ဆိုလို့ရှိရင်တော့ကျမတို့အမြဲတမ်းဘုရားခင်ရဲ့နိဥပရိသတွေပင်ပင်စပယ်တွေကိုကျမတို့ကဘုရားခင်ရဲ့လောတွေကိုသိဖို့ဆိုရင်ကျမတို့စံစာဖတ်ဖို့မလိုဘူးလားယောရှုတစ်ရှိတဲ့မှာဗာပြောလဲဆိုတော့နေညာမပြတ်ကြည့်ရှုဖတ်ယူရမယ်။တိုးပြုလင်းတဲ့သည်အကြံထမြောက်ရေးအောင်မြင်လိမ့်မည်။အောင်မြင်ခြင်းကဘာမှရှိလဲဆိုတော့ ီထဲမှာရှိတယ်ကျွန်တော်တို့ရဲ့ပြဿနာအခက်အခဲတွေဖြစ်ရှင်းမှုနီးလန်းကဘယ်မှာရှိလဲဆိုတော့ဒီထဲမှာရှိတယ်ပေါ့နော်ဒီနေ့ပေးခြင်းနဲ့ message တွေကကြတော့ကျွန်တော်တို့မပြင်းဖို့လို့အတွက်နော်တမန်တော်ကြီးပေါ်လို့ကပြောတယ်စားတော်လကောင်တောက်တော်လကောင်ဘုရားခင်ရဲ့ဘုန်းကိုထောက်ပါတဲ့ဘုရားကိုတော့မသိဘူးနော်ဘုရားခင်ရဲ့နေဥပဒေနဲ့လုတ်တဲ့လူကကောင်းစားခြင်းတွေတွေ့နေရတယ်အသက်တာထဲမှာဒါဆိုကျွန်တော်တို့ကသူတို့ကိုတွားကြည့်ပြီးတော့ဟာလောကသားတွေဘာဖြစ်လို့ကြွယ်ဝတာလဲသူတို့ရဲ့လုတ်ဆောင်တဲ့အရာလေးကို သူတို့ ਨੇ ပြောတဲ့စကားလေးတွေနားထောင်ကြည့်တစ်ခါခါကျရင်မိမိနှုတ်ကိုချုပ်တီးတော့သူကပညာရှိတယ်စကားကိုများများပြောတဲ့လူကအပြစ်ပါတယ်ဆိုတော့ခါတစ်ခါခါကျရင်ဖယားသားသမီးတွေစကားအယမ်းများတယ်စကားအယမ်းများတယ်ဟုတ်တာတွေရောမဟုတ်တာတွေရောအယမ်းများတယ်လောကစကားတွေအယမ်းများတယ်နော်လောကစကားကိုဖယားသားသမီးကညံ့ညံ့ပြောနေရနော်တကယ်တကယ်လောကသားကဖယားကိုတော့မသိဘူးသူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့ပန်းထိုင်ကမဖြစ်လာခင်မှာဘတော်မှသူကထုတ်မပြောဘူး ူကလေလူ့အိုးအစွားနဲ့နော်လောကသားမှာအဲ့လိုအရာတွေသူတို့ရှိတယ်ဆိုတော့အခါမှာဖယားသခင်ပြောထားတဲ့နော်ဤဥပဒေသားတွေကိုသူတို့ကမသိပေမဲ့လေသူတို့အထဲမှာဖယားပေးထားတဲ့ဝိညာဉ်ရှိနေတဲ့အတွက်ကိုနော်သူတို့ကသိနေတဲ့အခါမှာသူတို့အသက်တာတွေမှာအောင်မြင်ခြင်းတွေရှိတယ်အောင်မြင်တဲ့သူတွေနဲ့စကားသွားပြောလို့ရှိရင်မဆိတ်တခုခုရကိုရတယ်ကျမတို့ဖယားသားကမလိုအပ်တာရောလိုအပ်တာရောစကားများတဲ့အခါမှာ အပြစ်တွေပါသွားတယ်အမှားတွေပါသွားတယ်ဖြစ်တတ်တယ်လောကသားတွေကိုကြည့်လိုက်လို့ရှင်တစ်ခါချင်းဖယားကိုတော့မသိဘူးဖယားသခင်ပြောထားတဲ့နေဥပဒေသားတွေကသူတို့ဝိညာဉ်ကတည်တဲ့အခါမှာသူတို့ကနော်အကောင်းစားခြင်းတွေသူတို့အတ္တထဲမှာတွေ့နေရတယ်ပေါ့နော်ဒါဆိုလို့ရှင်ကျမတို့ကငါတို့ကဖယားသားဖြစ်ပြီးတော့ဘာဖြစ်လို့နော်ငါဘာဖြစ်လို့သူ့လောက်တောင်မှငါတို့မသိရတာလဲဆိုတဲ့အခါမှာငါတို့စမ်းစာမှာဖတ်လို့ဖြစ်တယ် ဘာလို့ကျန်းစာမဖတ်လို့ဖြစ်တယ်ကျန်းစာမဖတ်လို့တို့တွေကဆုံးရှုံးနေတာဖြစ်တယ်ဘုရားခင်ကတော့ဘာပြောလဲဆိုရင်စီရင်တတ်တဲ့ဉာဏ်ပညာငါပေးတယ်လို့ပြောတယ်စီရင်တတ်တဲ့ဉာဏ်ပညာပေးနိုင်တဲ့ဘုရားကိုသိပါလျက်နဲ့တို့တွေကကျန်းစာအုပ်ကိုပိတ်ထားတဲ့အခါမှာဘုရားပြောတဲ့စကားတွေတို့လုံးဝမကြားနေတာမကြားနေတဲ့အခါမှာတို့တွေကဆုံးရှုံးတယ်ဆုံးရှုံးတယ်လောကသားတွေအောင်မြင်မှတို့ဘုရားသားတွေကဆုံးရှုံးနေလို့မဖြစ်ဘူးနော်ဒီရာလေးနဲ့ပတ်သက်ပြီးတော့လေဒီနေ့ကျမတို့နှုတ်ပတ်တော်များများဖတ်မယ် ဘုရားခင်ဒီနေ့ဖတ်တဲ့အရာပေါ်မှာဘာသွန်သင်ချင်တာလဲဘာကိုသိစေချင်တာလဲအခုအချိန်ကာလလေးနဲ့ပတ်သက်ပြီးတော့ဘုရားခင်ကိုသိတယ်ဘုရားသားသမီးတွေလည်းသိဖို့လိုတယ်ဒီတနိုင်ကလုံးမှာနော်တောင်းတောင်းဖြဖြကျင်းပနေတဲ့ပွဲတွေကတို့တွေနဲ့ဆိုင်လားတို့တွေဒီပွဲတွေကိုသွားတင်လားတို့တွေဒီပွဲမှာသူများပြောသလိုပျော်တင်လားလောကသားတွေပျော်နေတဲ့အချိန်မှာငါတို့လည်းသွားပျော်ရမယ်လေဘုရားခင်ကအစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့လို့ပြောထားတယ်အဲအဲ့ကျမ်းပိုက်ကိုဆွဲယူပလိုက်တာ 啊，所以来了，多还没表没，但你有六七人户，得肯培养嘛。啊，什么表我很有钱是吧？陪伢讲来嘞钱，叫侬好爱的爱的，哎，呀，下多十没不会嘛说啊！没得，不许收到没？啊，钱得交嘞。啊，讲格嘛收入，嗯，讲格嘛收入，嗯，啊，什么表我有钱是吧？我这盘手的个，我有钱家咯。 အာမင်အရှိရဟာလေးကိုမမေ့သွားနဲ့နော်အဝမ်းမြောက်ဆိုတဲ့အခါမှာ၁၂လရာသီပွဲမှာငါတို့ကလိုက်ဝမ်းမြောက်ဖို့မဟုတ်ဘူးနော်ဒီရလေးနဲ့ပတ်သက်ပြီးတော့ဟောရှိခန်းကြီးနှစ်ငယ်၁၁နော်၁၁မှာ၁၃ပေါ့သူကဆက်ကြည့်မယ်နော်သူရွှင်လန်းစရာ အကြောင်းရှိသမျှနဲ့ပွဲခံခြင်းလဇန်းနေဥပုံနေဆောင်ခြင်းပရိသတ်စည်းဝေးခြင်းအလုံးစုံတို့ကိုငါပြတ်စေမည် ဤဒီကငါရည်စားပေသောဆုလက်ဆောင်ဖြစ်သည်ဟု သူဆိုရာစပြည့်ဥယင်တင်မောတဖန်ဥယင်တို့ကိုငါတုတ်တင်ပယ်ရှင်း၍လွင်ပြင်ဖြစ်စေသဖြင့်တောသားရဲတို့သည်ကြိုက်စားကြလိမ့်မည်ဘာလဖျားတို့အားနတ်သားပေါင်းကိုမီးရှို့၍နှာခေါင်းဆွဲနှင့်လယ်ဆွဲတစားကိုဆင်လျက်ရည်စားများနောက်သို့ လိုက်သဖြင့်ငါကိုမေလျော်၍ ဘာလဖရာတို့လက်ထက်၌ပြုမိသောအပြစ်နှင့်အလျောက်ငါစီရင်မည်ဟုသာဝရဖရာမိန်တော်မူ၏တဲ့အခြားကြီးစားဆိုတဲ့အခါမှာဘာလဖရာကဘာမြေကြီးကိုဖျားခင်ဖန်ဆင်းလိုက်ပြီးလူသားတွေမြောက်များစွာများပြီးတော့ပြေးလာတဲ့အချိန်မှာတည်းကလူတွေကနော်ငါတို့ကိုအကုတုကနေပြီးတော့ခေါ်ထုတ်လာတာပင်လယ်ကိုနှစ်ချမ်းခွဲခဲ့တဲ့ဖရာကိုမေ့ပြီးတော့မှနော် နတ်ဖရားတွေဘာလဖရားတွေကိုပိုးခွေကြတယ်ဘာလဖရားရဲ့ရုပ်ထုတွေကိုလှုပ်ကြတယ်ဘာလဖရားရဲ့ပွဲနေတွေကိုခံကြတယ်เนาะဒီအရာကဘာလဖရားတွေနဲ့ပတ်သက်ပြီးတော့ယေရှုမကြွဆင်းလာမီကဘာဦးမာတဲ့ကလူတွေကနော်စိုးရုပ်နေကြတဲ့အခါမှာဖျားခင်အင်ပတန်ဆက်ဆုပ်ယွန်ရှာတဲ့အရာကိုပြောခြင်းဖြစ်တယ်။ဒါဆိုလို့ရှိရင်တမန်ကျန်စာကဒါဆိုအဲ့ခေတ်တုန်းကဘာလဖျားကိုပဲပြောရလိမ့်မယ်လို့ဆရာမရဲ့လို့ပြောစရာရှိတယ်။ ကျမ်းစာကဘာပြောလဲမနေယနေ့နောင်ကလာအသက်ရှင်နေမနေ့ကအကြောင်းဒီနေ့အကြောင်းမနက်ဖြန်အကြောင်းပြောမှဆိုလို့ရှိရင်အတိတ်ပြစ္ဆုတ်ပံအနာဂတ်အသက်ရှင်နေဆိုတဲ့အခါမှာအခုနတ်ဖရားတွေမပါဘူးလားပါတယ်ဒီလိုပွဲနေတွေကိုတဲ့နော်တင်ပါဝင်မယ်ဆိုလို့ရှိရင်တဲ့နော်ဖရားသခင်ကငါစီရင်မယ်တဲ့ပြောထားတာဖြစ်တယ်အဲ့တော့ဘာလာဆိုတဲ့အခါမှာ နော်ထာဝရဘုရားနဲ့စန့်ကျင်တဲ့အရာအားလုံးကဘာလာရဲ့အောက်မှာရှိတယ်။အဲ့တော့ဒီပွဲတွေမှာကျွန်တော်တို့ပါဝင်ဖို့လို့ဘုရားခင်အလိုမရှိပါဘူး။ဒီပွဲတွေမှာပါဝင်ခြင်းအဖြစ်ကောဘာဖြစ်သွားမှာမို့လို့လဲလို့မေးစရာတော့ရှိပါတယ်။ဘာဖြစ်မလဲဆိုတဲ့အခါမှာခုနတုန်းကကျွန်တော်တို့ကျွန်တော်တို့ဝင်ငွေနဲ့ထွက်ငွေနဲ့မမျှတော့ဘူး။၁၂လရာစီလုံးလုံးကျွန်တော်တို့မှာပွဲရှိပါတယ်။လက်ဆောင်တန်းကြရင်ချုပ်အဲဝစ်ဖို့ချုပ်ရမယ်လှလှလေးဝစ်ရမယ်။ တရင်ကျွလမီးထွန်းပွဲဟာဝက်လာလေးချုပ်ပြီးတော့ဝစ်ရမယ်တရင်ကျွလကဲဒကြံကြောင့်လို့ရှင်ဒကြံလဲဖို့လက်ရှိအင်ချီတွေဝယ်ရမယ်ဟုတ်ဘူးလားဟုတ်ဘူးလားအဲ့တော့12လရာဒီပွဲမှာကျမတို့ဝင်ငွေက နော်ပွဲစိတ်တောင်မှပဲမိုးတွင်းဘက်မှာအလုံးမရှိတဲ့အချိန်မှာနော်သူဆိုလို့ရှင်မိုးတွင်းမှာထွက်လို့မရအောင်မိုးရတဲ့အခါမှာစားဖို့လို့ຫນွေကာလာမှာစပိုင်းရာကာလာမှာအစာကိုတုံမီးတတ်တယ်ဆိုလို့ရှင်ကျမတို့မှာຫນွေမိုးဆောင်မရှိဘူးလူတွေက ဆက်နှက်လာရဒီမှာပွဲတွေနဲ့ပတ်စံရှားခြင်းတောင်မရှိဘူးသုံးဖို့အစင်သက်နော်လတိုင်းလတိုင်းမှာသုံးမဲ့အရာတွေပဲဒီအရာတွေမှာသုံးမယ်ဆိုလို့ရှင်ဘုရားခင်ခုနကပြောထားတဲ့အချင်းလူပြင်ပွဲစိတ်ထံမှာသွားပြီးတော့ပညာယူပါပွဲစိတ်ကပြုပြင်သူမရှိဆရာမရှိပဲနဲ့တော့ຫນွေကာလမှာနော်စပိုင်းရကာလမှာအစာကိုစုပြီးတော့နော်မိုးရွာတဲ့အချိန်လုံးမလုံးနိုင်တဲ့အချိန်မှာစားဖို့စုတတ်တယ်တင်တော့ကတော့ဘာဖြစ်လဲလာဇန်နေလာပြင်းနေနော်ပွဲတွေမှာတင်တော့ ပတ်စံတုံးနေကြတယ်။ဒါဆိုလို့ရှိရင်ဘုရားခင်ရဲ့နှုတ်ကနှုတ်ကတော့လည်းညီမလား။မညီဘူးမညီဘူးဖြစ်တယ်နော်။ဒီနေရာတွေမှာကျမတို့သွားပျော်ဖို့မဟုတ်ဘူး။ကျမတို့လည်းမဆိုင်သောပွဲတွေဖြစ်ပါတယ်။ဒီနေ့ကတော့နော်ဒီပွဲတွေမှာကျမတို့ဘုရားသားသမီးတွေနော်အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောဆိုတဲ့နှုတ်ပတ်တော်ကိုအလွဲယူပြီးတော့မှအဲ့ပွဲတွေမှာသွားပျော်နေဖို့မဟုတ်ဘူးအခုလောလောဆယ်ကျမမြင်တွေ့ရတာတကြံပွဲမှာရေပြုတ်မရှိပါဘူး တကြံပွဲမှာရေပြုတ်ရောင်းစရာတနိုင်ငံလုံးမှာမရှိပါဘူးကျမတို့နိုင်ငံမှာဘာဖြစ်လို့လဲဆိုတဲ့အခါမှာနော်မတ်တုံတို့နိုင်ငံကနော်ရေပြုတ်တွေကနော်သူတို့တရုတ်တွေကနော်အရင်စီးပွားရေးအကွက်အကွင့်မြင်တဲ့သူတွေဖြစ်တယ်အဲ့တရုတ်တွေကစီးပွားရေးအကွက်အကွင့်မြင်တဲ့အခါမှာကျမတို့နိုင်ငံကိုတကူးလာကြရင်ရေပြုတ်ပို့တယ်ကွနော်တင်းကျွလာကြရင်ဟာမီရှူမီပြန်ပြအိုပညာနော်မီထွန်းနဲ့မီပုံအကုန်လုံးသူတို့ကတွင်းတယ်ဒါပေမဲ့တရုတ်ပြည်ကနေပြီးတွင်းမဲ့လမ်းကြောင်းကို မြန်မာနိုင်ငံမှာအခုတွင်းလို့อ่ะအဆင်မပြေတဲ့အခါကျတော့တကူးလာတော့ကတို့တရုတ်ကနော်ပောက်ဖော်တွေရှိရရေပြုတ်ကျမတို့နိုင်ငံကိုမရောက်လာတဲ့အခါမှာကျမတို့နိုင်ငံမှာခလေးတွေရေမပတ်ရပါဘူးမီးဘုံလည်းမရှိဘူးရင်းစုံမီးဘုံတွေမီးရှုတွေမီးပြန့်တွေပြက်အိုးတွေနော်အဲ့ပောက်ဖော်တွေနိုင်ငံနေပြီးတော့ကျမတို့နိုင်ငံကိုတွင်းလာနော်တို့ကလေမသိဘူးတို့မှမီးထုံးပွဲလည်းမရှိဘူးနော်သူ့ပေမဲ့မြန်မာနိုင်ငံမှာဒီအချိန်ကဘာလို့လဲ အဲ့ဒါကိုသူကစီးပွားရေးအကွက်မြင်မြင်နဲ့ချတာ။အိုးငါတို့မြန်မာလူမျိုးတွေကတော့ဆနှက်လိုက်ရသည်ပွဲမှာပျော်မွေ့ခြင်းနဲ့ပတ်စံကိုတုံးတာနော်တုံးကြတာနော်ဝင်းငွေနဲ့ထွက်ငွေနဲ့မမျှဘူး။ဝင်းငွေကမိုးရသည်ဆိုဝင်းငွေမကောင်းဘူး။ဒါပေမဲ့ဆနှက်လိုက်ရသည်လုံကတော့သူတုံးစရာတွေကြီးပဲဖြစ်နေတယ်။ဒီပွဲတွေမှာအစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလို့ဆိုပြီးတော့မှသွားပြီးတော့ဝမ်းမမြောက်ပါနဲ့။နော်ကျမတို့လည်းမဆိုင်တော့ပွဲဖြစ်ပါတယ်။ကျမတို့ကြော်သွားရမယ့်ပွဲတွေဖြစ်ပါတယ်ပေါ့နော်။ဒီရာလေးအဖြစ်လဲတချို့တော့ ီမှာကကျွန်တော်တို့ဟိုဗုဒ္ဓနေပြောင်းလဲလာတယ်ကျွန်မကိုယ်တိုင်လည်းဗုဒ္ဓနေပြောင်းလဲလာ ဖြစ်တဲ့အခါမှာကျွန်တော်တို့ကပါလို့ရလားကထိန်မှာသွားပြီးတော့ဝတ်သားသွားတီးလို့ရလားနော်မေးစရာအကြောင်းလေးရှိလာနိုင်ပါတယ်နော်နော်ပြောရမှာကတော့သခင်ဖရားနိုင်အစင်မပြတ်ဝမ်းမြောက်ရမှာဖြစ်ပါတယ်ဗောနော်အခုလက်ရှိပွဲရည်နဲ့ပတ်သက်ပြီးတော့လည်းဆင်ခြင်ဖို့ရာလေးဖြစ်ပါတယ်ရောက်စီတိုင်းဖရားခင်ကောင်းချီးပေးပါစေအာမင်